နီးလေးတွေကိုကျွေးကျင်တယ်ဆိုတော့ကိုကအော်အဖွားအဖွားနဲ့အဖွားနဲ့ရှိတော့လည်းအဖွားအမင်းနဲ့လေအဲအကြောင်းကပြန်လာပြီဆိုရင်ကိုပိုးတွေအဲ့လိုမုတ်တီပါချန်ထားတတ်တယ်အဲ့လိုမျိုးဟိုအဖွားတယောက်ရဲ့ခံစားချက်ကိုပိုးနားလဲပါတယ်အဖွားနဲ့အဲ့လိုပဲပြီးရင်ဟိုမြီးတွေအများကြီးရှိရင်တော့မှအချက်ဆုံးမြီးကိုနည်းနည်းလေးအဲ့လိုဖွက်ပြီးတော့ကျွေးတတ်တာမျိုးဖွက်ပြီးမဟုတ်ပေးတတ်တာရှိရယ်လေအဖွားလည်းပိုးအချက်ဆုံးပဲပိုးလည်းအဲ့လိုအဖွားချစ်တာပဲခံရတာပါအဲ့မော်ဟိုကလည်းအဖွားနဲ့နေခဲ့လို့ဆိုတော့အော်သူ့မြီးလေးတွေတော့ကိုဟိုအဖွားနဲ့ ငယ်ငယ်တုန်းကနေခဲ့ရတဲ့အချိန်မျိုးပြန်သတိရတယ်။အဖဖဖို့အရင်ချက်တယ်။ကိုလည်းဖောက်ချက်။ဖိုးတောင်းအလုံးမလို့ပဲနဲ့မဖိုးတောင်းတဲ့ဟာတော့ကိုမပေးခြင်း။သူတို့အလုံးလုံးနေရလေတဲ့မလားတကယ်လုံးလုံးနေရင်အခက်ခဲဖြစ်တဲ့လူကြောင့်ကျွေးကျင်တယ်ဟုတ်တယ်ကျိုးသားရဲ့လူကို support လုပ်ပေးရတော့ကျင်းတဲ့ဒီနေ့ကပိုအဲ့ဒီကုန်နေကုန်ချလူသမားတွေကိုဟိုတနေ့တစ်ခေါက်လှူတယ်တနာ တို့ရဲ့ဘောကဒီအခြေအနေကိုကြည့်ပြီးတော့အရန်တနာပြီးတော့အခြေခံလူတန်းစားတွေကအခုတော်တော်အဆင်မပြေဖြစ်နေအောင်ပါပြီးတော့ဟိုတက်နိုင်သလောက်လေးပေါ့နော်လူမဲဆိုပြီးတော့ပုပ်ပုတ်ငယ်ချင်းတွေကိုအလှခံပြီးတော့ပုပ်ပုတ်ရဲ့ပုပ်ပုတ်ငယ်ချင်းတွေစုပေါင်းပြီးတော့ဒီနေ့ကအလှပေါ့နော်တယောက်တန်းစားနှစ်ခါတိတိလာလှတာပေါ့နော်အမေအောင်မြေအောင်လှချင်တာသူတို့စားတာကိုကြည့်ပြီးတော့ဝမ်းသာတာပေါ့ကလေ သူတို့အဲ့ဘာယာစားတာကိုကြည့်ဝမ်းသာကိုရီးယားအဲ့လိုအဲ့ဘာမစားရဘူးပပူတို့ငငယ်တုံးကပပူတို့ငငယ်တော့ဆိုလို့ရှိရင်လေပတို့အိမ်ရှိမှအဲ့လိုစံပြုတ်လှူလို့ရှိရင်အဲခွက်ကလေးနဲ့သွားစောက်ဖို့တယ်အရင်လဲဒါဟိုအဲ့အဲ့အချိန်တုန်းကဆိုလို့ရှိရင်လေအဲအဲ့စံပြုတ်ကိုယူပြီးတော့အမှန်တော့အဲ့စံပြုတ်ကတော့ဟိုအိမ်မှာကျွေးလို့ရရကွာအိမ်မှာစားလို့ရရဒါပေမဲ့ ဆံပြီးတော့စက်သားဆံပြီးတော့ share ချက်တာကောအိမ်ရဟာတော့အများကြီးကောင်းလို့ကွာသိရမလားအဲ့ပြီးတော့နောက်တစ်ခါကျတော့သွားတက်စီပြီးတော့စားတဲ့အချိန်မှာပျော့တယ်သိရမလားအေးအဲ့လိုစားကအကောင်းကောင်းလေးစားတော့ပျော့တော့လေအာကိုခလဲကြတော့လေအဲ့လိုမျိုးလှူရဲ့ဟင်မှာသူတို့ရဲ့ feeling ကကိုလိုပဲဖြစ်နေမယ်လို့ခံစားမိလို့ပါဒီနေ့ကစက်ပဲဟင်းလှူတယ်နောက်ပြီးတော့ဟောငူသီးစက်တုံတုပ်ပေါ့လူအယောက်400သာပါအများကြီးပဲ400တာမကောက်ဩကျုပ်ဦးတွေလည်းပါသေးတယ်ကျုပ်အလုံး150လားကျုပ်ကအလုံး150အဲ့ဒါခလေးတွေအတွက်တီးတဲ့ အဲပြီးတော့အေးအေးရကြတော့ကြောက်ကြောဖြော်ရေးပဲဖြစ်လို့လဲဆိုတော့ရိုးရိုးဖြော်ရေးဆိုချောင်းဆိုးမှဆိုးတာရယ်နောက်ပြီးတော့ဟောပါတော့ဟိုဟိုဒီကြောက်ကြောဖြော်ရေးကြတကူးတကလူတွေကအလုတ်ရှုပ်လို့ဆိုပြီးတော့မလုတ်ကြအောင်မေဘောကအလုတ်ရှုပ်တာလေးလို့ပြီးတော့ကောင်းကောင်းလေးတိုက်ချင်တာကိုလည်းကြိုက်တယ်ကိုကြိုက်တာကိုလှူတာပဲလောကကြီးမှာကိုကြိုက်တာကိုလှူတာအဲ့မှာကိုပြန်ရတဲ့ခါကျတော့ကိုကြိုက်တာပဲပြန်ရမှာဟုတ်တယ်ဟုတ်တယ်တော့ခွဲ့ဘယ်လဲစတိပကံအကြီးနဲ့လာတောင်းပါပို့လို့ငငယ်တော့လည်းပို့လို့အဖွားနဲ့နေခဲ့ရတာဟုတ်အဲ့တော့နီးလေးတွေကို ကျွေးတင်တယ်ဆိုတော့ကိုကဟိုအဖွားအဖွားနဲ့အဖွားနဲ့ရှိတော့လည်းအဖွားအမင်းနဲ့လေအဲအကြောင်းကပြန်လာပြီဆိုရင်ပူကိုပူတို့အဲ့လိုမုတ်တီပါချန်ထားတက်တယ်အဲ့လိုမျိုးဟိုအဖွားတယောက်ရဲ့ခံစားချက်ကိုပုံနားလဲပါအဲ့တော့ဟိုပိုလဲဝမ်းတာဟုတ်တယ်အဖွားနဲ့အဲ့လိုပဲပြီးရင်ဟိုမြီးတွေအများကြီးရှိရင်တော့မှအချက်ဆုံးမြီးကိုနည်းနည်းလေးဟိုလည်းဖွက်ပြီးတော့ကျွေးတက်တာမျိုးဖွက်ပြီးမဟုတ်ပေးတက်တာရှိရယ်လေဟုတ်ဖွားလဲပို့အချက်ဆုံးပဲ ပေါ်လဲအလိုအဖွားချစ်တာပဲခံရတာပေါ့အမေဟိုကလည်းအဖွားနဲ့နေခဲ့လို့ဆိုတော့ဩသူ့မြည်လေးတွေတော့ကိုဟိုအဖွားနဲ့ငယ်ငယ်တုန်းကနေခဲ့ရတဲ့အချိန်မျိုးပြန်သတိရတာအဖွားဘို့တော့ဆိုလို့ရှိရင်မွေးငါဆိုလည်းနှစ်ပွဲကြွေးရအတေးအဖွားဖွားဖို့အရင်ချစ်တယ်ဘိုးလည်းဖွားချစ်ဟုတ်တယ်အများကြီးထည့်ပေးလိုက်တယ်ဟင်းနေတော့ တော်တော်များတယ်ထမင်းတောင်ဟင်းတောင်တော်တော်များတယ်ထည့်ပြီဟုတ်ပြောတယ်ဘာလို့ဆိုတော့သူတို့တနေကုန်လုံးဒီလိုဟိုကုန်နေကုန်ချလို့อ่ะအရန်လေးဟိုပြင်မတ်မှာပဲเนาะကိုတို့ဆိုလေအိတ်လေးတစ်လုံးလောင်ကောကောက်ကောက်အကြာကြီးမတည်နိုင်အောင်သူတို့ဆိုတော့ဒါနေဘူးထဲမှာအာအလေးပင်မပြီးအလုံးလုံးနေရတဲ့လူတွေပေါ့ပြီးတော့ရတဲ့ပတ်စံလည်းအများကြီးမရအောင်ပေါ့เนาะအဲ့တော့ဟိုကိုရဲ့ထမင်းတနက်စာသူတို့ကောက်ကောက်လေးလည်းခါရတယ် သမင်းတနက်စာပတ်စံမကုံတော့အဲ့ဒီဟာကိုတခြားနေရာမှာတုံးလို့ရတာပေါ့ maybe မုံစားရင်တောက်မယ်စလိတောက်ရင်တောက်မယ်စင်တီတခုလို့လို့ရတယ်ကွာပြရမလားဒါအိမ်အတွက်လည်းပို့ပြီးတော့မှတုံးလို့ရရင်လည်းရမယ်ဘာမှတော့ဘာမှမဟုတ်ဘူးဆိုပေမဲ့အဲဒီခါကြီးကျရင်တော့လည်းဒါအတူတူအကြီးလို့ထင်ပါတယ်။ဘိုးလေးတစ်ခါကြာရင်ဘာမှမဟုတ်ဘူးဆိုပေမဲ့တိတိလေးကကုတ်တက်အကြီးဖြစ်နေရပါတော့နော်။ တားလူတွေကိုလည်းပို့လှူဖို့တိုက်တွန်းချင်ပါတယ်ဘာဖြစ်လဲဆိုတော့အဲဒီကန္နလန်းမှာဒီဘောနော်ဒီကုနေကုံချလို့တမားဆိုအရန်ပင်မန်းနဲ့ကာယလို့တမားကြီးဖြစ်တယ်အော်ပို့လှူပါလို့ပြောချင်ပါတယ်ပို့နောက်ထပ်လှူရေးလဲထက်လုံမယ်ဒါပေမဲ့နေရာပြောင်းတော့မှာပေါ့နော်နောက်ဆေးရုံနေမှာလဲလှူမယ်ဟုတ်ပို့ကဟိုလှူရတော့အမြဲတမ်းလှုပ်နေရလေငငယ်လေးတည်းကဟိုဟာအလှူကအမြဲလှုပ်တယ်ပတ်စံရှိရချိန်မှာလဲလှုပ်တယ်အလူကာလာတွေကြောက်ချောက်လှူခဲ့ရပါအခုကတော့ဟိုအားနေရလဲဖြစ်ပါတယ်အားနေရအချိန်မှာရောနောက်ပြီးတော့ဟိုအရှိမနည်းနည်း ဆန်တွေရဟာလေပဆန်ဆုတာပဆန်ဆုထားကွာဟိုပွဲတွေရတယ်ရတော့ပဆန်ဆုတယ်အဲ့ဆုတဲ့ပဆန်လေးနေငါ့ငါပြိငါငါရဲ့ချစ်ပရိသတ်တွေကငါပြန်လှူဖို့အချိန်ကြောက်ပြီဆိုပြီးတော့နော်အဲ့လိုမျိုးခါကျရင်ကို့မှာမရှိရင်လည်းကို့မလူမလူနိုင်ဘူးအဲ့လိုမျိုးပါဟုတ်ကူကတော့ဗာပြီးတော့ကိုပစံဆူထားတဲ့ပစံလေးနဲ့လှူတာပေါ့ပြေလောလောချီးကြသေးတယ်စိတ်ညစ်တော့အဲပစံချီးသလားမေးတယ်ပြီးသတင်းကျုပ်သံောင်းနိုင်မဖိုးကလုတ်သေးတယ်ကိုတော့မရဘူးလို့တော့မလူနိုင်ဘူးဟိုအဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့နော်ခါကြိုင်ပိုးအဲ့လိုမဖိုးတောင်းအလုံးမလို့ပဲနဲ့မဖိုးတောင်းတဲ့ဟာတော့ပိုမပေးခြင်း သူတို့ကလှုပ်လှုပ်နေရလေတဲ့မလားတကယ်လှုပ်လှုပ်နေရင်အခက်ခဲဖြစ်တယ်လို့ကြာကြွေးကြင်တယ်အဲအဲ့လိုမလကားနေရင်သူများတွေဆိုပို့ပို့ရဲ့ဝန်တန်းနေဆိုရင်တစ်လမှာသူတို့က၄သိန်းနဲ့၆သိန်း၇သိန်းကြာရကြတာဟိုအဲ့တစ်လလုံးလှုပ်လှုပ်ရလေခါကျရင်သူတို့ကပတ်စံအလကားလာတောင်းတဲ့လူက၂သိန်းတန်တီးတယ်ခါကျရင်၃သိန်းတန်တီးပတ်စံလာချီပြီးတောင်းသွားခါကျရင်လည်း၁၀သိန်းခါကျရင်လည်း၆သိန်း၇သိန်းအဲ့လိုချီပြီးပြန်လည်းမပေးကြအောင် အဲ့ဒါတော်တော်အဆင်မပြေဘူးပတ်စံချီးနေပြန်ပေးရတယ်ဟုတ်တယ်ကြိုးသားရဲ့လို support လုပ်ပေးရတော့ကျင်းနေတယ်ဥမာဟိုချီးတဲ့တဲမှာမအဲတယောက်ဆိုလို့ရှိရင်သူကတကယ်အလုံးလုံးနေရ အဲကြောင့်ပိုချီးလိုက်တယ်အာချီးလိုက်တဲ့အတွက်ကြောင့်သူလည်းသူကလည်းကိုယ်ကိုလည်းကူညီခဲ့တဲ့ဟာလေးရှိပါတယ်ကူညီဆိုမရိုက်ကူးရေးအတွက်ကူညီပေးခဲ့တဲ့ဟာလေးအပိုင်းတွေရှိတယ်အာအဲ့တော့ तू तू ကငါပေးတင်တယ်ပေါ့နော်နောက်တစ်ခါ तू ကတကယ်ကြိုးစားနေရလူမို့လို့ပေးလိုက်တော့ခုတော့တော်တော်အဆင်ပြေနေတယ်အဲ့ဒါလည်းမြင်ရတော့ပတ်သက်ပြန်မြင်ရလဲဝမ်းသာတယ်အမေတချို့ချောက်တကယ်ကြိုးစားရလည်းမဟုတ်ဘူးအလကားနေရင်လည်း तू များရှယ်လိုက်တောင်းနေရလို့တသက်ရှိတယ်အဲ့ဒါလုံးဝမကြိုက်ဘူးပေါ့အဲ့ဒါလေးအချောင်သမားစိတ်တယ်လေမကြိုက်ဘူးကျင်းတဲ့ပျော်လဲပျော်တယ်ဟို တက်တက်ကြီးသူများရှယ်လက်ဒေါင်းနေလူတော့မပေးလင်းပေးချင်စိတ်စိတ်ဆိုအဲစိတ်စိတ်တူအာခွာကျန်ပို့ရမ်းများလာတော့လေတစ်ခါနှစ်ခါသုံးခါထိတော့ခံလိုက်သေးတယ်လေးကလည်းလေးကလည်းလေးကရောပို့အာဘလော့ပလိုက်ရောဒါခွာကျန်သူတို့အိမ်ငှားကတော့လာတောင်းသေးတယ်သူယောက်ျားကနေမကောင်းလို့ဆိုပြီးလာတောင်းတယ်သူတို့ယောက်ျားအရင်ရ င်းနင်တို့ကငါအပြိုကြီးနင်တို့ကယောက်ျားနဲ့ငါအပြိုကြီးကော့ကိုရက်တီးရနင်တို့ကတော့တနာပါအောင်ပေါ့နော်ကို့မှာကုကုကတော့တနာရသေးတယ်စိတ်မကောင်းနော်တို့ကယောက်ျားကြီးရှိရလေအပြိုကြီးတောင်ထဲယုံနေရတယ်ယုံနေရတာဒါဆက်ဆက်ပွဲငါပြောတာပေါ့ဗျာပြောဟိုပရိသတ်တွေကကို့အလိုချစ်တာကို့မသိရလူတွေလည်းတီးသွားဆိုတော့ဒါပိုးတို့ဟိုပြောတာပေါ့တယောက်ပဲတီးတီးနှစ်ယောက်ပဲတီးတီးပိုးတို့ကတော့ဥပညာရှင်ဆိုတော့လေလူတိများလေးပိုကောင်းလေးပဲပေါ့ဟုတ်ပါ ဒါပေမဲ့ဟိုကိုယ့်ရဲ့လူတိကလူတိများဖို့တော့ကဟိုအာမဟုတ်တဲ့နီးလန်းနေနဲ့အောင်မြင်တော့မကြိုက်ပါဘူးကိုယ့်ရဲ့တခြင်းတွေကိုနားထောင်ပြီးတော့ကိုယ့်ချစ်တာပဲကြိုက်ပါရဲ့ဟုတ်ဒီကနေပြီးအလှူခံတဲ့လူတွေကတဆင့်နင်းနေနေချိန်ကျရင်တထေးလည်းဖြစ်သွားနိုင်တယ်ကန်ဆိုလည်းမမြင်နိုင်ပါဘူးခရိဖြစ်သွားတဲ့ခါကျရင်လည်းအဲ့လိုဘာပြောပြောနွမ်းပါရဲ့လူတွေကိုအများကြီးလှူနိုင်ပါသေးလို့ဆုတောင်းပေးပါရှင့်